ဆပြီးတော့အဲ့လိုစင်ပေါ်တက်ရမှာပေါ့ရှင်မြူရင်မင်းစင်ပေါ်တက်ကြတော့မယ်အဲ့တော့ဟိုလုတ်ရှားရှိတာလည်းပြင်ရှားရှိတာပြင်ဆိုတော့အဲ့တော့ကျွန်တော်ပြင်တာပေါ့နော်မြန်မာတန်စီနဲ့စတေရှိုဂျာထဲမှာကျွန်တော်တခန်းရဲ့ဟာတာလေးရှိတယ်အဲ့အဲ့တော့တခန်းရဲ့ဟာတာလေးကနေမင်းဆပြီးတော့လုတ်အဲ့ရနေစတက်ပေါ့အဲ့ဟာနေကိုကအဲ့ဒီအခန်းကိုလုတ်ဖို့စင်ပေါ်တက်တဲ့အချိန်မှာပေးတက်ကြည့်ပြီးတော့ကျွန်တော်ရှေ့ကိုမတက်ရဲဘူးအဲ့လေကားနားပါနေကျွန်တော်မတက်ကြီးရန်နေဟာဆရာကျွန်တော်မလုတ်ရဲတော့ဘူးဒီနားပါနေကျွန်တော်အဆင်မပြေဘူးဆရာရဲ့ ဟောအမင်းအဆင်မပြေလို့မရဘူးဒါအဲအဲ့ဒါသူ့ခန်းနောက်မှလာမှာအဲ့တော့တခါတည်းသူကတွဲပြီးတော့တွဲခေါ်တာဗလားလာရွှင်ပြီလာကွာမင်းအဲပရမဆိုကျွန်တော်တယောက်တည်းအရင်ပြောရမယ်အခန်းပေါ့အခန်းကိုကြာမှာသူကနေပြီးတော့ကိုကအဲ့လိုမလုံရဲဘူးလဲဆိုလဲဆိုတော့သူကတခါတည်းတွဲပြီးခေါ်တာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအဲကျွန်တော်လည်းမရတော့ကျွန်တော်ဟာတာလူရှင်တော့ရှင်မြူးပါခင်ဗျာရှင်မြူးပါခင်ဗျာဟုတ်ကဲ့ရှင်မြူးဟုတ်ကဲ့ ဟုတ်ကဲ့အသွင်ထူးတဲ့ရွှင်မြူးပေါ့ဗျာကျုပ်ကလည်းသဘင်ယူကိုအဲ့တော့ကျွန်တော်နာမည်ကရွှင်မြူးဖြစ်တာပါအာရှိပြီပေါ့ကျွန်တော်မရောက်ဘူးဆိုရင်ကျွန်တော်ဟွာလောက်ထဲကပေါ့2017လောက်ထဲကကျွန်တော်စပြီးတော့အာဝါသနာပါပြီးတော့ပေါ့နော်ဘယ်လိုပေါ့ကြောက်မှာဒါပွဲလေးတွေလည်းရှိတာပွဲလေးတွေရှိတော့အဲ့ဒီပွဲလေးတွေအာကျွန်တော်လိုက်လို့ရင်း အာအဲ့လိုပေါ့ကျွန်တော်ဆရာကိုစိန်ခဲနဲ့လဲဒါတွဲပြီးတော့ဟိုအဖြစ်နေပေါ့အဲ့လိုဒီအမှုပညာလောကတွေကိုစပြီးရောက်ရှိလာတာပေါ့အဲ့လိုလေးရောက်ရှိလာတာဟုတ်ဟိုအားကြတာတော့အကုန်လုံးအားကြတာဟိုတယောက်တည်းဟိုအားကြတာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်တို့ဟိုဥဆုံဤဥမကျော်တို့အဲပြီးတော့ဥမိုးဤဥမော့အဲဓာလေးတွေလည်းဒီအတွဲလေးတွေဆိုအဲတို့ကအရန်ညီတဲ့အတွဲလေးတွေဟလာတယောက်တယောက်တခါတည်းဟိုပြက်လုံးလေးတွေပြက်သွားတာနော်တယောက်တယောက်ပြောစရာမလိုဘူးအဲ့လိုအဲ့လိုတခါတည်းအတွဲညီညီနဲ့ဟို ခုကျွန်တော်တို့ဟိုလာဒက်ဆက်တွေခစ်သေးရကက်ဆက်ခွေခစ်သေးရအဲအဲ့လိုအဲ့လိုတွေကျွန်တော်တို့နားထောင်ခဲ့ရတယ်နောက်ဒီဘက်ခင်မှာလည်းကျွန်တော်တို့အခုကပိုးတော်ကောင်းသွားသေးတယ်ဖုန်းပေါ်မှာကြည်ပြီးတော့ကျွန်တော်တို့ဟလာအဲသူတို့ရဲ့ဟာသလေးတွေသူတို့ရဲ့ပြက်လုံးလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်ကြည့်လို့ရတယ်အဲအဲ့လိုလေးတွေပေါ့နော်အဲ့ဒါလေးကိုအားကြပြီးတော့အဒီလူရှင်တော်လောကတွေကိုကျွန်တော်ရောက်ရှိလာတာပေါ့ကျွန်တော်ဆရာပထမလက်ဦးဆရာတော့ဆရာကိုစိန်ခဲပေါ့ចောင်းသားဘွားတွေကနေပြီးတော့သူနဲ့စာပြီးတော့ တွေ့ခဲ့တယ်တွေ့ခဲ့တော့အားနဲ့ပထမတော့ဗျာဒီတိုင်းကိုကဟိုအားပေးတဲ့ဘက်ကြီးတဲ့ဘက်ကပေါ့ကြီးတဲ့ဘက်ကဆိုတော့အဲသူတို့အလိုလေးတွေចောင်းကဝဲဒီမှာသူတို့အလိုလေးတွေလာပြီးဖြောပြီးကြရင်အကူတွေတော့ကြည့်ရတယ်အပိုင်းဟိုအပိုင်းဆိုတော့အဲ့မှာလေဩငါ့အတိငါတို့ဆရာတွေဒီလိုတွားနေပါလားဘာဖြစ်လို့လဲဆိုတော့အာကိုစိန်ခဲဆိုတာလည်းကျွန်တော်ကတက်ချင်နေလောက်တာ哦 ကြက်ချီနီမှာဆိုတော့လေကျွန်တော်ဆရာပဲဆိုတော့အဲ့ဒါသူနဲ့ကမစိမ်းဘူးပေါ့နော်အဲ့လိုတွေးနေတယ်သူပွဲကြီးလည်းကျွန်တော်လိုက်ကြည့်ဖြစ်တယ်ဆိုတော့အဲ့လိုလေးတွေတွေ့ရင်တွေ့ရင်ねဒါဝါသနာစပါလာပြီးတော့အဲ့ကျွန်တော်အ ਾਇ ရနေစပြီးတော့ဟိုသူရှိမှပညာလေးတွေတင်တင်တဲ့ချိန်မှာလဲဟိုအခက်ခဲလေးတွေရှိတာပေါ့အခက်ခဲလေးတွေကဘယ်လိုရှိလဲဆိုတော့အာစပြီးတော့အဲ့လိုစင်မော်တက်ရမှာပေါ့ရှင်မြွေမင်းစင်မော်တက်ကတော့မယ်အဲ့တော့ဟိုလှုပ်ရှားရှိတာလည်းပြင်းစရာရှိတာပြင်းဆိုတော့အဲ့တော့ကျွန်တော်ပြင်တာပေါ့နော်အဲ့ကိုယ်စပြီးတက်ခိုင်းတဲ့ချိန်မှာကျွန်တော်လူရှင်တော်အနေနဲ့အရင်မတက်ကြသေးဘူး မတက်ကသေးဘူးဆိုတော့ကျွန်တော်တို့ကဒီမြန်မာတန်စီနဲ့စတေရှိုးချားထဲမှာကျွန်တော်တခန်းရဲ့ဟာသလေးရှိတယ်အဲအဲ့တော့တခန်းရဲ့ဟာသလေးကနေမင်းစပြီးတော့လုံးအဲ့ရနေစတက်ပေါ့စတက်ဆိုတော့ဟုတ်ကဲ့ဆရာလို့အဲကိုကလောက်ကမဲ့အခန်းလေးကို तू ပြောပြထားပါမင်းကဒါလောက်ရမယ်ဒါလောက်ရမယ်ဆိုတော့အဲ့ဟာနဲ့ကိုကအဲ့ဒီအခန်းကိုလှုပ်ဖို့စင်ပေါ်တက်တဲ့ချိန်မှာပေးတက်ကြည့်ပြီးတော့ကျွန်တော်ရှေ့ကိုမတက်ရဲဘူးအဲ့လေခါနာပါရင်ကျွန်တော်မတက်ကြီးရက်နေတယ်ကိုကတီလုံးလေးပါတီးပြီးတော့ကိုအလက်သွားတော့မယ်သွားတော့မယ်ဆိုတော့ဟင်းအောင်သွားလေ ာတော့ခုမှမင်းခေါ်နေပြီဆိုတော့ဟာဆရာကျွန်တော်မလုပ်ရတော့ဘူးဒီနားပါလေကျွန်တော်အဆင်မပြေဘူးဆရာရဲ့ဟိုအမင်းအဆင်မပြေလို့မရဘူးလားအဲအဲ့ဒါသူ့ခန်းနောက်မှလာမှာအဲ့တော့တခါတည်းသူကတွဲပြီးတော့တွဲခေါ်တာဗလားလာရွှေမိမိလာကွာမင်းအဲပရမဆိုကျွန်တော်တယောက်တည်းအရင်ပြောရမယ်အခန်းပေါ့အခန်းကိုကြာမှာသူကနေပြီးတော့ကိုကအဲ့လိုမလုပ်ရဲဘူးလဲဆိုလဲဆိုတော့သူကတခါတည်းတွဲပြီးခေါ်တာတွဲပြီးခေါ်လာတော့အဲ့ဒါနဲ့ကိုကပါလာတော့ပါလဲပါလာပြီးွာတော့တခါတည်း ပေးတဲ့ဘက်ကိုကိုကမလှဲ့ရဲဘူးကြောက်တာအဲ့တော့နောက်ဘက်ကိုလှဲ့ပြီးတော့နောက်ကျောဘက်ကြီးတော့ကြောကိုင်းပြီးကျွန်တော်စကားပြောနေတဲ့အချိန်မှာသူကအရှိတ်ဆွဲလှဲ့ပြီးတော့အဲ့ရောင်ဒီကဒီလိုပြောရတယ်ဒီလိုပြောရတယ်ဆိုပြီးတော့တွဲခေါ်သွားတာပေါ့နော်အဲအဲ့ဒါလေးကတော့ဒါပညာသင်တဲ့အချိန်မှာအမှတ်ရလေးပါပဲပေါ့နော်ဟလာအလိုလေးတွေကျွန်တော်တို့လေ့လာပြီးစီးမှုခဲ့ရတယ်အခုနောက်ပိုင်းကျွန်တော်တို့လေ့လာတဲ့ဟာတွေကတော့ဟိုအရင်လွယ်သွားပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ အခု Facebook တို့ Internet တို့ဒါအများကြီးပဲပေါ့နော်အဲ့ပေါ်မှာကျွန်တော်တို့က YouTube တို့မှာအဲပြက်လုံးလေးတွေကျွန်တော်ရိုက်ရှာလိုက်တာနဲ့အဲဘယ်သူပြက်ထားတဲ့ပြက်လုံးလေးနော်ကျွန်တော်တို့ကလာ Facebook မို့ကျွန်တော်ပြက်လုံးလေးတွေကြည့်မလားနော်အဲ Facebook ဥမိုးတို့ဥမိုးတို့ပြက်လုံးလေးတွေကြည့်မလားအလားဘယ်ဥညဉ့်ဉျန်းတို့ပြက်လုံးလေးတွေကြည့်မလားအများကြီးပေါ့နော်အများကြီးမှအများကြီးပဲအဲ့ရနေပြီးတော့မှကျွန်တော်တို့ကထပ်ပြီးထပ်ပြီးထပ်ပြီးတော့ဒီ online ကနေလည်းထပ်ပြီးလေ့လာသင်ယူလို့ရသွားတာပေါ့နော် ဟုတ်ကဲ့လက်ရှိကတော့ကျွန်တော်ကျစင်းဒီလုပ်ငန်းလေးတွေလည်းလုပ်ကန်နေပါတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီက bright ကလုပ်ငန်းကျွန်တော်ကအကြောင်းသားဘဝတွေကလည်းဒါကိုဒါကိုလည်းပဲဝါသနာပါခဲ့တာ哦အဲ့တော့အဲ့ဒီဟာလေးလည်းလုပ်ကန်နေပါတယ်ဗျဟုတ်ကျစင်းဒီလောက်ကဘယ်လိုရောက်လဲဆိုတော့အဲ့ဒါကကြတော့ဟိုကျွန်တော်ကကျောင်းမှာလာခေါ်အဲ့လိုပေါ့ကျွန်တော်6တန်းနှစ်လောက်6တန်းနှစ်လောက်ပေါ့နော်ကျောင်းမှာလို့အအများကြီးပဲဗျကျစင်းဒီတစ်ခုတည်းမဟုတ်ဘူးဂူရှူးတို့ခလာတေးတို့အများကြီးပဲအများကြီးပဲလို့လာခေါ်ကြတယ်မိသက်လည်းလာခေါ်တယ် အဲ့လိုလာခေါ်တော့မိန်းကလေးဆိုအမျိုးသမီးရာပေါ့မိကနေကလေးဆောက်ရှောက်ရေးပေါ့အဲ့လိုလာခေါ်ကြလာခေါ်ကြတော့အဲကျွန်တော်ကဟိုသူများတွေကစင်းပေးတာစင်းပေးတာဟိုဘေးဒီဘေးဆိုတော့ကိုယ်ပေးတယ်မရှိတော့ဘူးမရှိတော့အဲ့ချက်ရှိနေတနေ့ကလွတ်လွတ်လဲလွတ်နေတော့အဲ့ဒါကိုအမှပစ်ပေးလိုက်အောင်အမှန်မှန်တော့ဟိုပေးချင်လို့ပေးတာမဟုတ်ဘူးအဲအဲ့လိုတွေလုံမယ်ဆိုရင်ကျွန်တော်ကြောင်းမှာစာတိတ်လို့စရာမလို့တိတ်လို့စရာမလို့ဆိုတော့အဲ့ဒါလေးလုံရင်းနဲ့ပေါ့အဓိကတော့ဟိုစာမလုံဖြစ်ချင်လို့ဝင်နေမှာ လုံရင်းကရင်ထဲမှာတကယ်လဲအဲ့ဒီရဲ့အခက်ခဲတွေတွေ့ကြုံမှုတွေနောက်အကူညီပေးရတာလေးတွေအခက်ခဲရောက်နေတဲ့လူတွေကိုတော်ဖေးဖေးမှအကူညီပေးရတာလေးတွေကိုသဘောကျလာတယ်နှစ်ချိုက်လာတယ်နောက်ပြီးအဲ့မှာပြိုင်ပွဲလေးတွေရှိတယ်အဲပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့အဆုတွေရလာတော့လေအဲအဲ့ဒီဟာလေးတွေကိုသဘောကျသဘောကျသဘောကျရင်လည်းအခုလှုပ်ဖြစ်သွားတာပေါ့နော်အဲအဲ့ဒီပုံမှာပျော်သွားတယ်ပေါ့ဟုတ်အဲလူရှင်တော်လှုပ်ရွေးချက်ဖြစ်တယ်ဆိုတာကတော့ဟိုအဓိကကတော့ဟိုကျွန်တော်က ကိုကိုတိုင်လဲစိတ်ညစ်လာတဲ့ခါကျရင်ကျွန်တော်ပျော်အောင်နေတယ်အဲပျော်အောင်နေတယ်ကိုပျော်နေဘေးနားမှာကိုရှိနေတဲ့အခြားတစ်ဖက်လူလဲပျော်တယ်ပေါ့အပျော်ကကူးဆက်တတ်ပါတယ်အဲ့တော့ဟာလာအငူကလည်းကူးဆက်တတ်တယ်လို့အမုန်းတွေကလည်းကူးဆက်တတ်ပါတယ်အဲ့တော့ကူးဆက်တတ်တဲ့အရာလေးမှာအပျော်ကူးဆက်တာလေးကအပူကောင်းတယ်ပေါ့နော်အဲ့တော့ဘေးနားမှာရှိတဲ့လူတွေလဲပျော်ရတယ်လို့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့အဝန်းဝိုင်းအစသည်အပြည့်အများကြီးအများကြီးအများကြီးပျော်ရတယ်အဲ့တော့စိတ်ညစ်စရာတစ်ခုရှိရင်ကျွန်တော်ကအဲ့လို ပျော်စရာလေးတွေကျွန်တော်တွေးတယ်အပျော်စရာဥမာဟိုဟာတာလေးတွေကျွန်တော်ကြည်လိုက်တယ်ကြည်ပြီးတော့အဲ့ဒါလေးနဲ့ဟိုခဏတာဖြေပြောက်တာပေါ့ဗျာဒီလိုလေးပေါ့ကိုဗစ်ဖြစ်သွားတယ်အကိုဗစ်ဖြစ်သွားပြီးတော့ဟိုအတိုင်းတာကာလအဲ့လိုကြာသွားတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီအမှုပညာလုပ်ငန်းတွေလည်းခဏရန်နာရဆိုင်လိုက်ရတာအဲ့လိုအဲ့လိုလေးတွေဖြစ်သွားတော့ဟိုကျွန်တော်တို့နယ်လည်းမထွက်ကြတော့ရိုက်ကူးတွေလည်းမရှိတော့မရှိတော့အလုပ်တစ်ခုခုဒါမိသားစုစားဝတ်နေတဲ့အတွက်အလုပ်တစ်ခုခု အလုံးမအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်အလုပ်လေးအဲတခုတော့ကိုလုပ်နေတာပေါ့နော်အဲ့ဒါကတော့ကျွန်တော်ကဒီဟို Samsung company မှာပေါ့နော်အဲမှကျွန်တော်အလုပ်လေးတခုဝင်လုပ်နေပါတယ်ဗျဟောဝမ်းစာပြည်လားဆိုတော့အမပြည့်မပြည့်တော့ဘိုက်ကိုပဲကြည့်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အလူအိမ်နေသွားကားရဟိုကကျွေးတာတစ်ပြေးနှစ်ပြေးကျွန်တော်ကစူးစကားပုံထားတဲ့စူး တော့ဆိုင်ဆိုင်နဲ့ဝမ်းစာပြည့်မပြီးတော့မသိဘူးဆရာကတော့ပြောတယ်ဟဲ့မင်းဘိုက်ကတော်တော်ပြည့်လာတယ်နှုတ်နေကြရင်မင်းမွေးရမလားမသိဘူးလေအဲ့လိုမျိုးပြောဒါမဲ့ဟိုဝမ်းစာကတော့ဟိုဘယ်လိုပြောရမလဲဟိုအားလုံးကတော့ရှာနေရတာပေါ့နော်ဝမ်းစာကဟိုပြည့်တယ်လို့လည်းမရှိပါဘူးမရှိဘူးဆိုတာကဟိုဘလောက်ပဲဘလောက်ပဲကိုကတော်နေတက်နေကျွန်တော်တို့ကဟာလား ဒီပညာရှာတဲ့အချိန်မှာပမာတူပုံစံကျွန်တော်တို့အယူလွယ်ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကဒါရှာနေရစမြဲပဲပေါ့နော်ကိုကိုကိုဟိုဝမ်းစာကြီးဘလောက်ပြည့်သွားပြီဘလောက်တက်သွားပြီအာငါတော့ဘလောက်တော်နေပြီဘလောက်ဟိုလုံနိုင်နေပြီဆိုတဲ့ဟာကိုဟိုမလုတ်ဖဲနဲ့ဥမာဘောကိုဟိုညီကိုတွေတွေ့ရင်တယောက်တယောက်မဖိဟာလာတယောက်နဲ့တယောက်ဟာလာဟိုအရင်မနှိမ်ပဲနဲ့ကျွန်တော်တို့ဟိုညီကိုတွေချစ်ချစ်ခင်ခင်နဲ့အဲကျွန်တော်တို့ယူယူတသားပေါ့ဗျာယူတသားလေးနဲ့ အကျွန်တော်မသိဘူးဆိုလဲဟာဘာညီညီတန်ဒီညီအကိုတန်ဒီကိုအကိုတော့ဒီဒီပြက်လုံးလေးတော့သဘောကျတယ်ကွယ်အဲ့အရာလေးတော့ပြီးရင်ဟိုနောက်ဆင်ကြရင်ကိုပြက်ခွင့်ပြုပါနော်အစားစီကပြီဒီလိုယူသားကြပါအဲအဲ့လိုလေးတွေဖေးဖေးမမလေးတွေရှိကြပါအတောင်တယောက်ကအခုတွေ့မယ်ဆိုတာမင်းဘာကောင်းလဲငါဘာကောင်းလဲဆိုတောင်တော့စောင့်ကြည့်နေတဲ့ဟာလေးတွေကအဲ့ဒါလေးတွေကဟိုသွားတဲ့အချိန်မှလဲလန်ခီကအရင်အရှိမရောက်ဖြစ်တယ်အဲ့တော့ကုညီကိုတွေဒီယူသားပါ ကြိုးစားကြပါအဲ့တော့စီစီလုံးလုံးရှိကြပါအဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီဝမ်းစာပြည့်တဲ့အပိုင်းဟိုကျုံလုံသွားနိုင်တယ်ဗောနော်ဒါမဲ့ဟိုပေတဲ့အထိလဲကျွန်တော်တို့ကဆက်လက်ကြိုးစားနေရအောင်ပါပါပြည့်သီးတော့မရှိပါဘူးခင်ဗျဟုတ်အားပေးနေကြတဲ့ပြည့်တဲ့ကြီးအာကျွန်တော်တို့ကျွန်တော်ဟိုအဲဒါတီးတာလဲရှင်းရှင်းမယ်ကျွန်တော်မတီးတဲ့ပြည့်တဲ့တွေလဲရှိမယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖန်သားပြင်ပေါ်အရောက်ပေါက်တော့နေတာဗောနော်အဲ့လိုဆိုတော့ ဟိုတီးတဲ့ပရိသတ်ကောမတီးတဲ့ပရိသတ်ကောဟိုကျွန်တော်တို့အခုဖြစ်နေတဲ့ကပီဆိုတွေယောဂါဆိုတွေနော်အခုကြုံတွေ့နေရတဲ့အခက်ခဲတွေပေါ့နော်အဲ့တော့အားလုံးကင်းစင်လွင့်ပြောက်ပြီးတော့ထာဝရမူဆန်းပန်းလို့ကျွန်တော်တို့ပွင့်လန်းနိုင်ကြပါစေရှင်လန်းနိုင်ကြပါစေလို့ကျွန်တော်ဟာသလူရှင်တော်ရှင်မြူးကနေပြီးတော့ကျွန်တော်တို့ဟာလာစုမုံကောင်းတောင်းပေးနေအီးမြနဲ့အီးကုန်းချက်ပါခင်ဗျာ